ရိတ်သမ ्या အားလုံးပဲမင်္ဂလာပါရှင်။ Gustory YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးတွေအခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမျိုးမှန်ရေးသားထားတဲ့မြင်းဆောင်နဲ့အစွဲဝိညာဉ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်ဆက်သိရှိဖို့အတွက်ကတော့ဘေးနာ notification bell လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်။ အားလုံးကျေးဇူးများ යි ဓမ္မရှင်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ငတူးကမကထပြုလုပ်ခဲ့တဲ့တင်းကြိုင်းထဲကစိုင်းပွဲကလည်းအောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်စိုင်းတီးသူတွေရော စိုင်းပွဲလာပရိသတ်တွေပါတညလုံးဘာအနောက်ရှမ်းမှမရှိပင်အားလုံးအေးအေးကြမ်းကြမ်းမြင်တီးမုံနားစင်ခွင့်ရခဲ့ကြပြီးတော့မနက်မိုးလင်းမှပင်စိုင်းပွဲသိမ်းလို့အိမ်ကိုပြန်ခဲ့ကြပါတယ်ငကောကည7နာရီနောက်ပိုင်းသာ တီးပေးရမယ်ဆိုပြီး ငားငန့်ထားတဲ့စိန်လက်ပြင်းတဲ့အဖွဲသားတွေရလေအချိန်ပေါ်တီးကြရပေမဲ့စိတ်မစိုးပါငွေကြေးပုံမတောင်အာလုံးပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီးငတူးကိုပင်ကျေးဇူးတင်နေကြပါရဲ့သူတို့လည်းဥတန်လုံးတင်ဆုံးပြီးနောက်ပိုင်းစိုင်းပွဲတိတ်ပြီးတော့မလိုက်ကြရတော့အဲဒါကြောင့်သူတို့နှစ်တက်တဲ့သူရိယာပစ္စည်းတွေနဲ့ဝေးနေကြပြီးအာလုံးတီးမုန်ခြင်းစိတ်များဖြစ်ပေါ်နေကြပါရဲ့အဲ့ဒီအတွက်အခုလိုငတူးစီစဉ်လိုက်တဲ့စိုင်းပွဲဟာသူတို့အဖို့ရင်းငယ်တုံးရေတွင်နေကြသလိုဖြစ်ရပြီး အာနုံစိတ်ပါလက်ပါတီးမုန်ခဲ့ကြပါတယ်။အဲဒါကြောင့်လေသူတို့ရဲ့ဆိုင်းတန်ပုံတန်တွေဟာခါတိုင်းဆိုင်းပွဲများနေမတူဘဲပိုလို့ပင်နားထောင်လို့ကောင်းခဲ့ရပြီးတော့သူတို့နဲ့စမ်းကျင်မဲ့ရွာမှကြံခဲ့တဲ့ရွာသားတွေပင်လာရောက်နားထောင်ကြားရတဲ့အထိဖြစ်ခဲ့ရပါတယ်။အတိသူတွေကလည်းအရင်ရောင်းနေနေတဲ့ရွာသူရွာသားများနဲ့အတူတညာလုံးဆိုင်းပွဲနားထောင်ပြီးမနဲ့မိုးလင်းမှအိမ်ကိုအတူပြန်ခဲ့ကြပါတယ်။အပြန်လန်းတလျှောက်မှလည်းစိန်လန်ပြင်းတဲ့အဖွဲသားတွေရဲ့လက်တံကိုချီကျူးပြီးတော့ ပွဲပြင်းပြောင်းအောင်ပြုလုပ်ပြီးနေငတူးကိုကျင်းစုတင်ခြင်းစားတဲ့အကြောင်းအရာတွေကိုတော့အချင်းချင်းပြောဆိုရီမောပြီးတော့ပျော်ရွှင်နေကြပါရယ်စိတ်လက်ပြင်းလက်တန်ဘုံဝဉဏ်မနှက်ဖြန်ထီအောင်နားထောင်ကြနေကွာဟုတ်တယ်မောင်ရေဟုတ်တယ်နဘေထက်ပြီးချီကျူးလိုက်တဲ့ရွာသားတယောက်ရဲ့စကားတန်ကိုကြံရွာသားတွေကဝိုင်းဝန်းထောက်ခံအားပေးလိုက်ကြပါရယ်အဲ့ဒီအချိန်နောက်ထပ်ရွာသားတယောက်ကလည်းဒါရင်ဘဲကောင်းအောင်မလဲဗျာစေတနာတွေဝေးဖြာပြီး တေရွာကလူတွေကိုတောင်ဆိုင်းပွဲနဲ့ဖျော်ဖြေပေးတယ်ဆိုတာဒါငတူးရဲ့တိတ်မြင့်မြတ်တဲ့စိတ်ကပဲဗျဟုတ်ပါမောင်ရေဟုတ်ပါအဲ့ဒီအချိန်နောက်တစ်ယောက်ကလည်းဒီလိုတွေလုံနိုင်တယ်ဆိုတာလေဒါအကျုံးတွန်းရွာရွာလူကြီးဦးတိုင်ရဲ့တာရင်ကိုဘာထင်ထင်ဒီရွာထဲတာရင်အထက်အုံသီးနဲ့လက်ဖက်ပဲရှိတယ်ဆိုပြီးခွင်ပြူလိုက်တဲ့ခွင်ပြူကြကြောင်ပဲဗျဟုတ်တယ်ဟေးဟုတ်တယ်ဒါနဲ့နေပါအောင်ကအုံသီးနဲ့လက်ဖက်ဆိုတာဘာလို့ဆိုလို့ရတော့ အဲ့ဒီသူကလည်းထောက်ခံချက်အစုံအုံဒီနဲ့လက်ဖက်ဆိုတာကိုနားမလည်လို့မေးလိုက်တော့အုံဒီနဲ့လက်ဖက်ဆိုတာနတ်တင်တဲ့ပွဲကိုပြောတာဗျာကျောင်းတော်ရှင်ပွဲတို့မြို့တော်ရှင်ပွဲတို့ဆိုတာပေါ့ဟင်ဟုတ်လားဒါဆိုရင်အုံဒီနဲ့လက်ဖက်တင်ဘဲကမရောကွာခုံကြီးနဲ့တဝက်ပါသေးရပေါ့ဒိုးရွာက ရွာဦးကျောင်းစီရတော့ကိုတရွာလုံးကကြောက်ကြတယ်မဟုတ်လားမှန်တယ်ဗျမှန်တယ်ဒါနဲ့နေအောင်ဗျကျောင်းညာဆိုရင်စိန်လက်ပြင်းတီးတဲ့ဆိုင်းတန်ကိုကြပြီးရွှေမန်းတင်မောင်ရဲ့ အောင်စားပေးဆိုတဲ့တချင်းလေးကိုတော့ပြေးပြီးတော့စိုးခြင်းမိတဗျာဟာဘဲနဲ့အောင်စားပေးရမှာတော့အောင်ပါစေကွာအောင်ပါစေဟေးဟုတ်လားဟုတ်တယ်ကွာအောင်ပါစေတပြေနုခက်ဝေအမေပုတက်သေးဆိုတာဟာဘာအမေပုတက်သေးရမှာတော့မသားလေးနေငါ့ကိုဘာပြောလိုက်တာတော့အဲ့ဒီသူရဲ့အောင်ပါစေတချင်းဆိုတဲ့အစုံမှာသူ့နောက်မှာပါလာတဲ့ အမေဘူးဆိုသူအမျိုးသမီးကြီးရဲ့စိတ်ဆိုးမဆိုးပြောလိုက်ပုံကိုကြည့်ပြီးအတူတူပြန်လာတဲ့ရွာသူရွာသားတွေအားလည်းတဝါဝါရီမောပြီးတော့ရွာထဲကိုဝင်သွားကြပါတော့တယ်။အိမ်ပြန်ရောက်လာတဲ့ရွာသူရွာသားတွေလည်းတညာလုံးအိအိပြက်ခန့်ထားပြီးတော့အိမ်ချင်းစိတ်တွေကိုစီပေါက်နေပေမဲ့မအိတ်ဆက်နိုင်ကြသည်မိမိတို့ပုံမှန်လုပ်နေကြနေစားသူဝအလုပ်တွေကိုလောက်ကန်ရင်ညာရောက်မဲ့အချိန်ကိုသာစောင့်နေကြရပါတယ်။လာရောက်ရေးရေးစောင်းအေးအေးအောင်မှတလဲကုန်းရွာကလည်း ခက်ခွေးခွေးအိမ်နေတဲ့လူတယောက်လုံးငြိမ်သက်လျက်ရှိနေပါတယ်။တညာလုံးအိမ်ရေးပြက်ခဲ့တဲ့ရွာသူရွာသားတွေကြောင့်သူလဲစောစောဆင်းဆင်းပြီးငြိမ်သက်ခဲ့ရပြီးသူနဲ့အပြိုင်တိတ်ဆိတ်ငြိမ်သက်နေတာကတော့တလဲကုံတုတ်တံပဲဖြစ်ပါတယ်။သူလဲတညာလုံးပင်ပန်းထားသမျှအခုမှပင်အတိုးချအနားယူနေသလားထင်ရလောက်အောင်ငြိမ်သက်တိတ်ဆိတ်လျက်ရှိပြီးတခါတရံမှာတင်းရွက်လေးတိုးတံတင်းရွက်လှုပ်ခန့်တံတို့မှလွှဲပြီးဘာအတမ်းမှမကြရတင်းញိုင်အုပ်ကိုဖွေးဖွေးရွာလဲလာရောက်ရေးရင်အောင်မှာ ခမင်းမင်းနဲ့သာတရှိနေပြီးလူမမာတွေအပြိုင်အိဆက်နေသလားလို့ပင်ထင်ရလောက်အောင်ရှိနေပါ रे ဒီလိုနဲ့ညာလေတဖြည်းဖြည်းနဲ့မနေ့ကဆိုင်းပွဲစတည်တဲ့အချိန်ကိုရောက်လာပြီဖြစ်ပါ रे အဲ့ဒီအချိန်ရောက်တော့ဦးတန်လုံးအုပ်ကူပေါ်မှာထောင်ထားတဲ့နှဲလေးမှနှဲယိုးဟာမထင်မဲ့ပဲတစက်ဆက်တုံလာပါ रे အဲ့ဒီနှဲယိုးလေးတစက်ဆက်နဲ့အချိန်တန်ကြာအောင်တုံလုပ်ပြီးမှရုတ်တရက်နှဲတစ်ချောင်းလုံးအုပ်ကူပေါ်ကိုလဲကျသွားတော့ रे အဲ့ဒီနဲ့လဲပြီးတိတ်မကြခင်မှာပဲ အဲ့ဒီနှဲစီရနဲ့တုံးညင်းနဲ့အတန်တတန်ပေါ်ထွက်လာပြန်နေအဲ့ဒီအတန်နဲ့မရှိမနှောက်မှပဲတင်ညာအတွင်အုတ်ကူရေစီကမဲမဲအရေးတဲ့တန်တွေအရှိုးအရှိုးထွက်လာကြပြီးတချို့တဝက်ကတော့အကောင်အထဲပုံတဲ့တန်ကိုပြောင်းပြီးနှဲရှိရာကိုဝိုင်းအောင်ရောက်လာကြတော့တယ်အဲ့ဒီအထဲမှာမဲမဲအကောင်ကြီးတကောင်ဟာနှဲလေးကိုတင်ချကြည့်နေပြီးရုတ်တရက်ဇက်ကနေကောက်ကင်လိုက်ပြီးမနေ့ကဆိုင်းဝိုင်းတီးခဲတဲ့နေရာကိုယူသွားလိုက်ပါတယ်သူနဲ့အတူ တခြားအရေးအကောင်များပါလိုက်ပါသွားပြီးအဲ့ဒီနေရာရောက်တော့ဆိုင်းဝိုင်းထားခဲ့တဲ့နေရာကိုတင်းချောင်ဆိုင်ကြည့်နေကြပါတယ်။အဲ့ဒီနေရာမှာတော့ပရေကျိုးတွေချီးခဲ့တဲ့ဝါငုံတိုင်လေးများသာပက်လက်ဝိုင်းလျက်ရှိပြီးတခြားဘာမှမရှိ။အတန်းကြာတဲ့အထိအဲ့ဒီနေရာကိုစောင့်ကြည့်နေပြီးအဲ့ဒီနေရာမှာဘာထူးခြားမှုမှမရှိမှန်းသိတော့မှတစုံတစ်ခုကိုစောင့်မျှော်တဲ့ဟန်နဲ့ရွာဘက်ကိုလှမ်းမျှော်ကြည့်လိုက်ပြန်ပါတယ်။သူတို့လှမ်းကြည့်နေတဲ့တလဲကုန်းရွာကတော့ အဲအိပ်ပြတ်ထားတဲ့ရွာသူရွာသားတွေနဲ့အပြိုင်အိမ်မောကြောက်လျက်ရှိပြီးဘာဖြစ်ဖြစ်မသိတဲ့ဟန်နဲ့တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတော့တယ်။အဲ့ဒီလိုတိတ်ဆိတ်နေတဲ့တလဲကုန်းရွာအတွင်းကိုဝုံငနဲဆိုတဲ့လမ်းပြန်စရာအတန်ကြီးတစ်ခုတင်ညာဘက်ကနေလွင်ပြန့်လာပေမဲ့မြည်သူတဦးတယောက်မှမသိရှိပါအားလုံးအိမ်မောကြောက်လျက်ရှိနေပါတယ်။ရွာအနောက်ပိုင်းအိမ်တွေမှာရှိရဲ့ခွေးများသာအဲ့ဒီအတန်ကိုကြားလို့လန်နိုးလာကြပြီးအမီးကိုကုန်းလို့နားကိုဆွင့်ပြီးတော့ အတန်လာရသင်္ချိုင်းဖက်စီကိုကြည့်နေကြပါရဲ့အတန်ကြောင့်လို့နောက်ထပ်ဘာအတန်မှမကြရတော့မှသူတို့လည်းသူတို့နေရာသူတို့သွားပြီးပြန်အိတ်နေကြပါရဲ့အဲ့ဒီခွေးတွေပြန်အိတ်ပြီးတိတ်မြကြခင်မှာပင်စုံစုံကကြာခဲ့ရတဲ့ဘုံငနေဆိုတဲ့အတန်ကြီးဟာဒုတိယအကြိမ်ထပ်မံလို့လွင့်ပြန်လာပြန်ပါရဲ့ဒီတစ်ကြိမ်တော့ခွေးတွေကစောစောကလို့မစူးစမ်းတော့ပင်အတန်ကြတာနဲ့တပြိုင်နက်တည်းဟောင်းတဲ့ခွေးကဟောင်းဦးတဲ့ခွေးကဦးနဲ့ရွာနောက်ပိုင်းတစ်ခုလုံးခွေးဟောင်းတဲ့ခွေးဦးတန်တွေနဲ့ ်စူညံသွားပြီးအိပ်ပျော်နေတဲ့ရွာသားတွေကိုရုတ်တရက်လန်နိုးလာပါတယ်။ဟက်ခွေဘာတွေမြင်လို့ဒီလောက်တောင်ဟောင်းနေတာရောရွာအနောက်ပိုင်းအိမ်တင်းအိမ်မှ လူတယောက်ရဲ့ခွေးငေါက်တန်ထွက်ပေါ်လာပြီးအဲ့ဒီအတန်နဲ့မရှိမနှောင်းမှပဲဟုတ်ပါကွာညအိမ်ရေးပြက်လို့အိမ်ကောင်းနေကမှဒီခွေးကတမျိုးဘေးအိမ်မှရှိရဲ့လူကလည်းအဲ့ဒီလူရဲ့စကားကိုထောက်ခံပြီးတော့ခွေးတွေကိုအပြည့်တင်လိုက်တယ်အဲ့ဒီအချိန်တင်းကျိုင်းပဲစီရနေပြီးဘုံကနေဆိုတဲ့အတန်က ထမ်းမှန်လွင်ပြန်လာကဟာဘာတန်ကြီးတော့ဟာပထမခွေးထားငေါက်တဲ့လူဟာအတန်းလာရသင်းကြိုင်းပက်စီကိုကြည့်ပြီး ထိုင်းနဲ့တကြရေရိုးလိုက်ပါတယ်ဒုတိယဘေးအိမ်မှာရှိတဲ့လူကလည်းဟုတ်ပါကွာငါဖြစ်လန့်သွားတာပဲအဲ့ဒီလိုအဲ့ဒီလူနှစ်ယောက်တယောက်နဲ့တယောက်ပြောဆိုနေကြစဉ်တခြားလူတွေပါရောက်လာကြပြီးဒါသင်းကြိုင်းကလာတဲ့အတန်းပဲကွာဘာတွေဖြစ်နေလာလဲမသိဘူးနော် အေးကွာညာကိစ္စနဲ့များစိုင်းနေမလားမသိဘူးစိုင်းလောက်တယ်ကွာ ဒီကောင်နေညာကိန်းဆောင်မကျင်းနဲ့လို့တောင်းညနေရဖြစ်မယ်။မကြခင်ရွာဘက်ကိုတောင်ရောက်လာနိုင်တယ်။အဲ့ဒီလူတွေရဲ့စကားကြောင့်ကြံလူတွေပါအထိတ်တလန့်ဖြစ်သွားပြီ။ဒါဆိုရင်ဘလို့လုံးကြမလို့ကွာ။ဒီအတိုင်းထားလို့တော့မဖြစ်တော့ဘူး။တော်ကြတရွာလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်။ရွာသားများကအဲ့ဒီလိုအထိတ်တလန့်နဲ့ပြောဆိုနေကြတော့မှပဲတင်းညာစီကနေတဝုံဝုံတပုံးပုံးအတန်တွေကအဆက်မပြတ်ထပ်မံထွက်ပေါ်လာကဟာဟုတ်တော့မဟုတ်တော့ခင်ရွာလူကြီးကိုသွားပြောမှဖြစ်မယ် အေးကွာဒီကိစ္စသူ့နယ်နဲ့ဆိုင်နေလာတော့ပြောရအောင်အဲ့ဒီလူလေသူ့ကိုယ်တိုင်ဥဆောင်ပြီးတော့တချောင်းလူတွေကိုခေါ်ပြီးအကျိုးအကြောင်းပြောဖို့အတွက်ရွာလူကြီးအိမ်မက်ကိုထွက်ခဲ့တော့ပါတယ်ပြောရွာလူကြီး ပြောရွာလူကြီးရွာလူကြီးဦးတောင်ရင်ရွာလူကြီးဦးတောင်ရင်တခုံးခေါ်တာနေမထူနောက်တခုံးထက်ခေါ်မှဟေးဘာရောကွာခမရရွာထဲမှာဒီလောက်ခွေးဟောင်းတန်တွေစူညံ့နေတာမနိုးဘူးလားနိုးတာပေါ့ကွာနိုးလို့အိမ်မော်တက်အိတ်နေရပေါ့ဟင် ရွာလူကြီးဦးသားရင်ရဲ့အပြေးစကားကြောင့်လူအုပ်ကိုဦးဆောင်လာတဲ့ဦးကြောင့်တော့ရုတ်တရက်ဘာပြောရမှမသိဖြစ်သွားပါတယ်ခဏနေတော့မှ မဟုတ်သေးဘူးလေဗျာခမားရွာလူကြီးတယောက်ဖြစ်ပြီးရွာထဲမှာဒီလောက်စူးညံ့နေတော့အကျိုးအကြောင်းလေးပါလိတီးတင်တာပေါ့တီးတာပေါ့ကွာရွာထဲမှာစူးညံ့နေတာတင်ညာထဲကအတန်တွေကြောင့်မဟုတ်လားအဲ့ဒီကိစ္စကိုပြောဖို့ဆိုရင်မနေ့ဖြန်မလားအခုတော့ငါလည်းဘာမှမလုပ်တတ်တော့ဘူးရွာလူကြီးဦးတောင်ရင်ရဲ့အပြေးစကားကို ။ဦးကျောင်းတို့ဘဝင်မကျဖြစ်သွားပြီ။ဟုတ်သေးပါဘူးဗျာ။ဓာလူကြီးတယောက်ဖြစ်ပြီးတော့အဲဒီလိုတောင်းဝင်မဲတဲ့စကားမပြောစမ်းပါနဲ့။ဟာငါဘမတောင်းဝင်မဲလို့တော့ကွာ။တောင်းဝင်မမဲလို့ပဲလာတောင်းတို့အဖွဲကိုမင်းမလာသေးခင်ကမှရွာကိုပဲကြည့်ခိုင်းနာပြီးပြီ။အခုကိစ္စငါမဖြေရှင်းနိုင်လို့မဖြေရှင်းနိုင်ဘူးလို့ပြောတာလေ။ဒီကိစ္စကိုဖြေရှင်းဖို့ဆိုရင်မြင်းဆောင်တို့ကပိယကြီးတို့သိအောင်ပြောပြမှဖြစ်မယ်။သူတို့ပဲဖြေရှင်းနိုင်တာ။အဲဒါကြောင့်မင်းတို့ကမနဲ့ဖြစ်မှလာခဲလို့ပြောတာပေါ့။ ဒါတော့ဒါပေါ့ဗျာဒါပေမဲ့အခုညရင်းချင်းဒီကိစ္စကိုဖြေရှင်းနိုင်ပုံမကောင်းမှုလားကောင်းမှန်းတော့ငါလဲသိတာပေါ့ကွာဒါပေမဲ့ဒီလူအုပ်ထဲမှာကပိယကြီးနဲ့မြင့်ဆောင်တွားခေါ်ရတဲ့သူဘသူရှိတော့ရှင်လည်းအရှင်ကိုထွက်ခဲကြညရင်းချင်းတွားခေါ်ခိုင်းပြီးတခါလေးဖြေရှင်းပေးလိုက်မယ်ဘဲနဲ့တော့ရွာလူကြီးဥတရင်ရဲ့ခက်ပြက်ပြက်စကားတန့်အစုံဥကြောင်လုံးနဲ့အတူပါလာတဲ့ရွာသားတွေအနောက်ကိုအနေငယ်ရှဲသွားကြပါတယ်ဒါကိုပြီးဥကြောင်လုံးကမကြင်မနဲ့ဖြစ်ပြီးဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ီကိစ္စရွာလူကြီးနဲ့လည်းစိုက်နေပြရွာလူကြီးခွင့်ပြုပေးလို့ဒီလိုဖြစ်ကဲပါဒါရင်ငါအကုန်သိပါတယ်ဒီကိစ္စကိုငါကိုယ်တိုင်ဖြင့်ရှင်းပေးမယ်ဟုတ်ပြီလားအခုလောလောဆယ်တော့မင်းစိတ်အေးအေးထားပြီးတော့ကိုယ့်အိမ်ကိုပြန်ပြီးအိတ်မနဲ့ပြန်မှပြန်လာခဲ့စိတ်အေးအေးထားလို့ရမလားဗျာဒါရရင်ရွာကြီးကိစ္စအခက်မသိရင်တရွာလုံးဒုက္ခရောက်သွားနိုင်တယ်ဒီကိစ္စတွေကိုမင်းထက်ငါပိုသိတယ်ကြောင့်လုံးမင်းရရင်ရွာကြီးကိုအကြောင်းပြုရင်ငါ့ကိုအပြစ်တင်ကျင်နေတာမဟုတ်လား ဒီကိစ္စငတူးချောင်းဆိုပေမဲ့ဒုတိယလုံးလည်းအလိုတူအလိုပါပဲလေအဲ့ဒါကြောင့်တယောက်နဲ့တယောက်အပြစ်တင်နေမဲ့အစားဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းကြတာပေါ့မဟုတ်ဘူးလားဦးကြောင်လုံးကရွာလူကြီးဦးတောင်ရဲ့ပြောတဲ့စကားကို အနေငယ်စဉ်းစားလိုက်ပြီးဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ကဲဒါပေမဲ့ရေဘာတွေလုံမနေနဲ့ငါပြောသလိုပဲမင်းကိုအင်ကိုပြန်ပြီးအိတ်လိုက်တော့သူစကားမဆုံးခင်မှာဝင်ပြောလိုက်တဲ့ရွာလူကြီးဦးတောင်ရဲ့စကားကြောင့်ဦးကြောင်လုံးမကြင်မနဲ့ထပ်ဖြစ်သွားပြီး ဒီလောက်ခွေးဟောင်းတန်တွေစူညံ့နေတာဘလို့လို့အင်းလို့ရမှာတော့ဗျဒါတော့ငါလည်းမတက်နိုင်ဘူးလေကွာ ခွေးပဲသူဟောင်းချင်ဟောင်းမှာပေါ့မဟောင်းနဲ့လို့မှပြောလို့မရတာကိုဟာကိုမကြားချင်နားပိတ်ထားရုံပဲရှိရင်အဲ့ဒီလိုရွာလူကြီးဥတောင်းရင်ပြောလိုက်တဲ့စကားပေါ့ကျွဲမိတူသွားတဲ့ဥကြောင့်လုံးလေးရွာလူကြီးမကြားအောင် မပွင့်တပွင့်လေးတန်နဲ့ဟုတ်သေးပါဦးကွာရွာလူကြီးဖြစ်ပြီးတတ္တိယဒီလောက်ပဲနေရတယ်လို့အဲ့ဒါကိုပင်ရွာလူကြီးဥတောင်းရင်ကကြားဖြစ်အောင်ကြားသွားပြီး အေးတက်တိနဲလာများလာတိကျင်မနှက်ဖြန်မင်းအိမ်လာတဲ့ခါချင်းငွေမှာတခါရဲယူခဲ့အဲ့ဒီအခါကျမှချင်းကြည့်ပေါ့ကဲအခုတော့ငါပြောသလိုပဲကိုရင်ကိုပြန်ပြီးတော့အိတ်လိုက်တော့မင်းလဲငါထက်မကြီးပေမဲ့ငါလောက်နီနီကြီးနေပြီပဲကြောင်တော့ရာဒီကိစ္စခေါင်းအေးအေးထားပြီးတော့စဉ်းစားစမ်းပါဦးကြောင်တော့ကရွာလူကြီးဦးတရင်ရဲ့စကားကိုလန့်ဖြန့်သွားပြီဘာရောပြခမရဟာအရင်မရှိအပြားမရှိအသက်ကိုပြောတာကွာအသက်ကို ရွာလူကြီးဦးတော်ရင်ရဲ့အပြေးစကားကြောင့်ဦးတန်လုံးနဲ့ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားပါတယ်။အဲဒါကြောင့်သူလဲပါးစပ်ကိုပွားစီပွားစီလုပ်ပြီးတော့သူနဲ့အတူပါလာတဲ့ရွာသားတွေနဲ့ရွာလူကြီးအိမ်ကနေပြန်လာခဲ့ပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့ကဲအဲ့ဒါပဲမြင်းဆောင်ရေကြောင်တုံးကညာကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးငါ့ကိုမကြင်မနှက်ဖြစ်နေတာအဲ့ဒါမင်းအဖြေရှင်းပေးမှပဲရမှာပဲရွာလူကြီးဦးတော်ရင်လဲမနဲ့လင်းနေခြင်းမင်းစက်တက်ရှူထဲမှနေတဲ့ မြင်းဆောင်ကိုလူလို့ခေါ်ခိုင်းလိုက်ပြီးညာကအပြည့်ပြည့်တွေကိုရှင်းပြလိုက်ပါတယ်မြင်းဆောင်နဲ့အတူငတူးလဲလိုက်ပါလာပြီးသူတို့အားလုံးကရွာလူကြီးဦးတောင်းရင်အိမ်အောင်တန်းလျောက်ပေါ်မှာရှိနေကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပြောရွာလူကြီးမြင်းဆောင်ရောက်လာပြီလားဗျခြံပေါင်းဝါးကနေလှမ်းအောင်လိုက်တဲ့ဦးကြောင်လုံးကိုကြည့်ပြီးရွာလူကြီးကအေးရောက်ပြီလေကွာဘယ်နဲ့တော့မင်းချိန်ဝင်ရောမယူခဲ့ဘူးလားတပြေးပြေးနဲ့အိမ်အောင်ရောက်လာတဲ့ဦးကြောင်လုံးနဲ့ ဒါရီပြောမနေစမ်းပါနဲ့ဗျာအရေးကြီးတာအခုကိစ္စဘလို့ဖြင်းရှင်းမှာတော့ပြောအဲ့ဒါပဲကြုတ်သိကျင်နေအိမ်အောင်တန်လျာမဝင်ထိုင်ရင်ပြောလိုက်တဲ့ဦးကြောင့်လုံးရဲ့စကားကိုဂျွာလူကြီးဦးတာရင်ကဘလို့ဖြင်းရှင်းပေးမှာတော့ဆိုတော့ငါလည်းမသိဘူးလေကွာအဲ့ဒါမြင်းဆောင်နေပဲဆိုင်နေသူ့ကိုမေးကြည့်ပေါ့ဦးကြောင့်လုံးနဲ့ဂျွာလူကြီးဦးတာရင်ရဲ့စကားကြောင့်မြင်းဆောင်မက်ကိုလှဲကြည့်လိုက်ပါရင်အဲ့ဒီအခါမြင်းဆောင်ကဒါကဒီလိုရှိနေဦးကြောင့်လုံးရဲ့ သူတို့ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတော့အရင်သိအောင်လုံးမဖြစ်မင်းဒါမှသူတို့ဖြစ်ချင်တာတွေကိုသိပြီးတော့ဘာလုံးရမယ်ညာလုံးရမယ်ဆိုတဲ့အဖြစ်အပေါ်မှလေဒါဆိုလဲမြင်မြတ်လုံးလေကွာဒီအတိုင်းကြကြထားရင်တရွာလုံးဒုက္ခရောက်ကုန်နေမင်းကောင်းပါပြီဗျာကျွန်တော်ဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းပေးမှာပါကဲကျွန်တော်တို့ခွင့်ပြုပါအောင်ပြောပြောဆိုဆိုထိုင်ရာကနေထိုင်ရလိုက်တဲ့မြင့်ဆောင်တဲ့ငတူးကိုမြင်တော့ဦးကြောင့်လုံးကဖြေရှင်းပေးမယ်ဆိုပြီးမင်းတို့ကဘယ်သွားမလို့တော့ဟမ် ဒီကိစ္စကတင်ကြိုင်းကုန်းမှာဖြစ်တဲ့ကိစ္စဆိုတော့အဲ့ဒီကိုသွားကြည့်မှာပဲအဖြေသိရမှာလေဗျာဒီမှာထိုင်နေလို့တော့ဘာမှသိရမှာမဟုတ်ဘူးမြင်းဆောင်လေဦးကြောင်လုံးရဲ့စကားကိုမတ်တက်ရက်ပြီးတော့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအခါမှာဦးကြောင်လုံးလေသူ့စကားပြောတာမှားသွားမှန်းသိပြီးမြင်းဆောင်ကိုဘာမှပြန်မပြောတော့ဘဲခက်စိတ်စိတ်သာထိုင်နေပါတယ်မြင်းဆောင်နဲ့ငတူးဟာညာကအဖြစ်ပြက်ကိုစုံစမ်းမှုအတွက်တင်ကြိုင်းအဝင်ဝကိုရောက်လာပြီဖြစ်ပါတယ်ဒီနေရာမှာတော့တခြားဘာထူးခြားမှုမှမရှိဘူး တင်းကြိုင်းတစ်ခုလုံးငြိမ့်သက်နေပြီးတင်းကြိုင်းထဲမှာနားနေတဲ့ငှက်ငယ်တို့ရဲ့အော်တန်တွေကိုသာကြားနေရပါတယ်။အဲဒီနေရာမှာခေတ္တမြရက်ပြီးဟိုဟိုဒီဒီကြီးလိုက်ပြီးတော့ဘာထူးခြားမှုမှ မရှိတဲ့အတွက်မကြခင်နှစ်ယောက်သာတင်းကြိုင်းအတွင်းထဲကိုဝင်လာခဲ့လိုက်ပါတယ်။အဲဒီအခါမှာတော့ဆိုင်ဝိုင်းထားခဲ့တဲ့နေရာဘေးမှာလဲကျလျက်ရှိနေတဲ့ဥတ္တလုံးရဲ့နှဲကိုမြင်လိုက်ရပြီးကိုမြင့်ဆောင်ဒီနှဲရဘလို့ဖြစ်ပြီးတော့ဒီကိုရောက်နေတာတော့ဗျကျွန်တော်ကိုယ်တိုင်ဘာကြီးအုပ်ခုပေါ်မှာထောင်ထားတာပါ မြင်းဆောင်ကငတူးရဲ့အမေကိုပြန်မဖြေပင်မြေပေါ်မှာကြောက်နေတဲ့နှဲလေးကိုသာအသေးချစိုက်ကြည့်နေပါတယ်။ငတူးကအတန်ကြာအောင်မြင်းဆောင်ထံကဘာဖြေတမ်းမှမကြားရတာမို့မြေပေါ်မှာကြောက်နေတဲ့နှဲကိုကောက်ယူလိုက်ပြီးသူ့ဘကြီးအုပ်ကူဘော်ကိုတွားပြီးတော့ပြန်ထောင်ပေးလိုက်ပါတယ်။အဲဒီအုပ်ကူဘော်မှာတော့သူတင်ပေးထားခဲ့တဲ့ထမင်းနဲ့ဟင်းတွေကရှိနေသေးပြီးနေပူတန်းကြောင့်အပေါ်ရန်ကြောတွေကတင်းနေပေမဲ့နေရအထောက်သူကတော့မပြတ်ယုံသေး။ငတူးဟာ နှဲကိုထောင်းပေးပြီးတော့ပြန်ရောက်ရောက်ချင်း "गे ကိုမြင့်ဆောင်ကျောင်းတော်ဘာဆက်လို့မရော"ငတူးရဲ့အမေကိုမြင်းဆောင်ခဏစဉ်းစားလိုက်ပြီးတော့အခုတော့ဘာမှလုပ်လို့မရသေးဘူးကွာညာဘက်တစ်ခေါက်ပြန်လာဖို့လိုသေးရင်မြင်းဆောင်ရဲ့စကားကြောင့်ငတူးနည်းနည်းတော့တွန်းသွားပေမဲ့ဘာမှမဖြစ်သလိုစက်နေလိုက်တယ်ဒီကိစ္စကသူ့ကြောင့်ဖြစ်တဲ့ကိစ္စဖြစ်ပြီးသူ့မှာတာဝန်ရှိပါတယ်အဲဒါကြောင့်တိတ်ကြောင့်နေလို့မဖြစ်ဖြစ်သည်မရင်းဆိုင်မယ်လို့ဆုံးဖြတ်လိုက်ပြီးမြင်းဆောင်ပြောမဲ့စကားကိုသာစောင့်နေပါတယ် ဒါပေမဲ့မြင်းဆောင်ကလည်းထွေထွေထူးထူးမပြောပြောစရာစကားလည်းမရှိသေးအဲဒါကြောင့်သူတို့နှစ်ယောက်သာရွာကိုပဲပြန်လာခဲလိုက်ပါတယ်တဖြည်းဖြည်းနဲ့ညကလည်းခဲအင်းအင်းအထီးတွေ့ကိုတည်ဆောင်ရင်ရောက်ရှိလာပြီးဖြစ်ပါတယ်ကောင်းကင်ရဲ့မှာလာကွေးကွေးလေးရှိနေပေမဲ့အလင်းရောင်ကိုတော့ကောင်းစွာမပေးနိုင်ပါဒါပေမဲ့အရင်ညများထက်တော့ပိုပြီးတော့ထုံလေးတောင်ပလျက်ရှိပါတယ်တလဲကုံရွာသူရွာသားတွေကတော့အရင်ညကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုတွေ့ပြီး ဒီညအတွက်လည်းစိုးရိမ်စိတ်တွေဝင်နေကြပါတယ်။အဲဒါကြောင့်နေမဝင်ခင်ကလေးရပင်ညစာစားတော့ပြီးတော့တဲအိမ်နဲ့တဲအိမ်အကူအသတ်မလုပ်တော့ပင်မိမိတို့အိမ်ပေါ်မှာသာမိမိတို့နေထိုင်နေကြတာကြောင့်တရွာလုံးလည်းတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပါတယ်။အဲ့ဒီအချိန်တင်းညိုင်းနဲ့လှဲလန်းတခြားဘက်မှာရှိတဲ့မုံဝါဝအလေးရောင်အောက်မှာရှိတဲ့တစ်ပင်တပင်ကိုအမိပြုပြီးမြင်းဆောင်တဲ့ငတူတို့နှစ်ယောက်တင်းညိုင်းထဲကိုလှမ်းကြည့်နေကြတယ်။တင်းညိုင်းထဲကြည့်နေတဲ့ဆိုပေမဲ့ သူတို့အဓိကထားစောင့်ကြည့်နေရကနှဲစရာကြီးဥတ္တလုံအုတ်ခုပေါ်မှာရှိရင်နှဲကိုပဲဖြစ်ပါရင်အဲ့ဒီနှဲဟာတစုံတယောက်မရွှေ့ပြောင်းမဲနေတော့သူ့လိုလိုနေရရွှေ့နိုင်မှာမဟုတ်တစုံတယောက်ကရွှေ့ပြောင်းထားတယ်ဆိုရအောင်လေတညာလုံးဝုံတိုင်းကျဲထားတဲ့ဒီတင်ညိုက်ထဲကိုဘသူမှတော့လာရဲတော့မှာမဟုတ်ပါထို့အတူအုတ်ခုပေါ်တက်လာတဲ့တရိษံတကောင်ချောင်းလို့ဆိုရအောင်လေအဲ့ဒီအကောင်ဟာအုတ်ခုပေါ်တက်လာပြီးငတူးတင်ထားတဲ့ထမင်းနဲ့ဟင်းတွေကိုတော့စားသွားမှာဖြစ်ပြီးတော့ အက်ဒီအကောင့်တိုက်ချလို့ကြားတဲ့တိုင်အောင်အက်ဒီနဲ့ဟာအုတ်ကူချင်းရင်းမှသာရှိရမှာဖြစ်ပါတယ်။အခုတော့ထမင်းနဲ့ဟင်းတွေကလည်းအရာမယုံ။နှဲကလည်းအုတ်ကူနဲ့အတော်အတန်လှမ်းနဲ့တရန်နံကုံတင်တဲ့နေရာကိုရောက်ရှိနေပြီးမြင်းဆောင်ဟာအက်ဒီနှဲနေရာရွှေ့နေခြင်းနဲ့ပတ်သက်ပြီးတော့တန်တရားဝင်နေတာဖြစ်ပါတယ်။နဂိုလေးကအက်ဒီနှဲမှာအူတန်လုံးဝိညာဉ်ဆွဲကပ်နေတာသိတော့လေ။အက်ဒီဝိညာဉ်ကတော့ဓာမျိုးတွေလုံနိုင်မှာမဟုတ်။ဓာမျိုးဖြစ်အောင်လုပ်နေတဲ့ နောက်ထပ်တစုံတယောက်ရှိရအောင်မှဖြစ်ပြီးအဲ့ဒီလူကိုတီးဖို့အတွက်မြင်းဆောင်နေငတူးကအခုလိုရောက်ရှိပြီးတော့စောင့်ကြည့်နေခြင်းဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့အချိန်ကလည်းစိုင်းပွဲစတီးခဲ့တဲ့အချိန်ကိုရောက်ခနီးနေပြီဖြစ်ပါတယ်။အဲ့ဒီအချိန်ရောက်လာတော့ဥတ္တလုံအုပ်ကုပေါ်မှာရှိတဲ့နှဲကလေးမှနှဲရိုးဟာမနေ့ကအတိုင်တစက်ဆက်တုံခါလာပြန်ပါတယ်။အဲ့ဒီနှဲရိုးတုံခါနေတာကိုခက်ဝါးဝါးလာရအောင်မှရုတ်တရက်ကြည့်ရင်တော့တီးနိုင်မှာမဟုတ်ပေမဲ့ တေချာစူးစမ်းကြည့်ရင်တော့သိမြင်နိုင်ပါ रे အဲဒါကြောင့်အဲ့ဒီနေကိုတေချာစောင့်ကြည့်နေကြတဲ့မြင်းဆောင်နေငတူနေရိုးတဆက်ဆက် တုံခါနေတာကိုမြင်လိုက်ရပြီကိုမြင့်ဆောင်ကိုမနေရိုးကတဆက်ဆက်တုံနေတယ်ဗျအေးငါလည်းမြင်နေဘာဖြစ်မဲဆိုတာတေချာစောင့်ကြည့်နေ哦မြင်းဆောင်ခက်တိုးတိုးလေးတန်နဲ့ငတူကိုပြောလိုက်ပြီးနှစ်ယောက်သာဘာအတန်းမှမထွက်တော့ပင်ဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်နေကြတယ်အဲ့ဒီအချိန်မှာကြောက်ခနဲအတန်းနဲ့တူ နှဲတဲ့ချောင်းလုံးကအုတ်ခုပေါ်လဲကျသွားတာကိုမြင်လိုက်ရပြီဟာဟိုမှာလဲကျသွားပြီဗျငတူးစီယာရုပ်တည်းရဲ့အတန်ထွက်ပေါ်လာပေမဲ့မြင်းဆောင်စီကတော့ဘာအတန်မှထွက်ပေါ်မလာနှဲကိုသာအာယုံဆိုင်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာတုံးညင်းနဲ့နှဲတန်တခုနှဲစီယာထွက်ပေါ်လာပြီးနောက်ဟာကိုမြင့်ဆောင်ဟိုမှာအရေးတွေဗျအုတ်ခုတွေဂျားတွေကနေထွက်လာတာငတူးကတင်းကြိုက်ထဲကအရေးတွေကိုမြင်လိုက်ရပြီးခတ်တိုးတိုးအလန့်တကြားပြုံးလို့ လူလဲမြင်းဆောင်အနာကိုတိုးကန့်လိုက်ပါရင်မြင်းဆောင်ကငတူးကိုဘာမှပြတ်မပြောပင်တင်းကြိုက်ထဲမှရှိတဲ့အရိတ်တွေကိုသာစိုက်ကြည့်နေလိုက်ပါရင်အဲ့ဒီလိုစိုက်ကြည့်နေခိုင်တချို့အရိတ်တွေကတဖြည်းဖြည်းနဲ့အကောင်အထည်ပုံတံပြောင်းလဲလာတာကိုမြင်လိုက်ရပြီးနှဲရှိရာဥတန်လုံးအုတ်ကုစီကိုဝိုင်းအောင်ရောက်လာကြတယ်။အဲ့ဒီနောက်မင်းညားကအတိုင်းပင်နှဲကိုကောက်ယူပြီးဆိုင်းဝိုင်းထားခဲ့ရာတရဏဂုံတင်တဲ့နေရာကိုတွားရက်နေကြတော့တယ်။အဲ့ဒီနေရာကိုရောက်တော့ မင်းညားကလိုပင်တိုင်းဝိုင်းထားတဲ့နေရောင်ကို မကြည့်တော့ပင်ရွာဘက်ကသာလှမ်းမြော်ကြည့်နေကြတယ်။အဲ့ဒီလိုကြည့်နေရင်မှနှဲစီကအတန်ထွက်ပေါ်လာတာနဲ့တပြိုင်နက်တည်းနီးစက်ရအတန်ထွက်နိုင်တဲ့အရာတွေကိုတအုံအုံတပုံပုံနဲ့ရိုက်ပုတ်ကြတော့ပါတယ်။အဲ့ဒီအတန်တွေထွက်ပေါ်လာပြီးမရှိမနှောင်းမှပင်ရွာထဲမှာရှိတဲ့ခွေးတွေရဲ့ဆူဆူဝါးဝါထိုးဟောင်တန်တွေဆွဲဆွဲငင်ငင်ဥတန်တွေကိုကြောင်းလိုက်ရပြီးငတူးကြောထဲမှာစိမ့်သွားပါတယ်။မြင်းဆောင်ကတော့ ဘာကူမှဂင်ယူမဆိုင်ပါတင်းကြိုင်းထဲမှာရှိရင်မကောင်းဆိုးဝါးတွေရဲ့လှုပ်ရှားလုံးကင်ပုံတွေကိုသာစူးစိုက်ကြည့်နေပါတယ်အဲ့ဒီလိုကြည့်နေရင်တချို့မကောင်းဆိုးဝါးတွေဟာတင်းကြိုင်းထဲရနေပြီးတော့ရွာဘက်စီကိုပြေးထွက်သွားကြတယ်ဒါပေမဲ့သူတို့ခန့်ဝေးဝေးတော့မရောက်ပါတင်းကြိုင်းနဲ့ခန့်လန်းလန်းနေရာကိုရောက်တော့ပျောက်သွားကြပါတယ်မြင်းဆောင်နေအဲ့ဒီမကောင်းဆိုးဝါးတွေရဲ့လှုပ်ရှားနေပုံတွေကိုကြည့်ပြီးတခုခုကိုသဘောပေါက်သွားပြီဖြစ်ပါတယ်အဲ့ဒါကြောင့်ကဲငတူး တို့ရွာပြအောင်ကွာ။ယာဘာမှမလုပ်တော့ဘူးလား။ငတူးစိတ်ထဲမြင်းဆောင်ဒီညတခုခုလုံးလိုက်မယ်ထင်လို့မေးလိုက်ခြင်းဖြစ်ပြီးမြင်းဆောင်ကတခုခုလုံးချင်ရင်တော့မေးပါကြီးနှင်းကိုတွားရိုက်ချိုးမှဖြစ်လိမ့်မယ်။အဲ့ဒါမေးလို့ရပါမလား။ဟာဗျာမဟုတ်တာ။မြင်းဆောင်စကားကြောင့်ငတူးလမ်းဖြန့်သွားပြီးအနောက်ကိုပင် အနှဲငယ်ဆုံးလိုက်တဲ့အဲ့ဒီနောက်ဘာစကားတခုမှမပြောတော့ပင်မြင်းဆောင်နဲ့အတူတင်းကြိုင်းနဲ့ခလန်းလန့်ကိုစုပ်ပြီး ရွာကိုပြန်ခဲ့တော့ပါတယ်။နောက်တနေ့မနေ့အရောက်ရွာလူကြီးဦးတောင်ရင်ရဲ့အိမ်ရောက်မှာမြင်းဆောင်ရှင်းပြတာတွေကိုနားထောင်ရင်ကပီးယာကြီးကကောင်းတဆက်ဆက်ငြိမ်ပြီးတော့ရှိနေပါတယ်။အဲ့ဒီနောက်မှာဒါဆိုရင်မင်းပြောချင်တာဒီလိုတွေဖြစ်အောင်ငတူးပါကြီးဦးတန်လုံးဝိညာဉ်ကလုံနေတာလို့ပြောချင်တာလား။ဟုတ်တယ်ကပီးယာကြီး။ကျွန်တော်အမြင်အရပြောရရင်တော့ဒီကိစ္စတွေဖြစ်အောင်ဦးတန်လုံးဝိညာဉ်ကဦးဆောင်ပြီးတခြားဆိုင်ကြိုက်တဲ့မကောင်းဆိုးဝါတွေကိုလုံဆောင်ခိုင်းနေတယ်လို့ထင်တယ်။ မင်းဆောင်ရဲ့စကားကို ကပီးယာကြီးကတေချာစဉ်းစားပြီးတော့"အင်းဒါလည်းဖြစ်နိုင်ပါတယ်။သူနဲ့တခြားဆိုင်ကြိုက်တဲ့မကောင်းဆိုးဝါတွေပေါင်းပြီးဆိုင်ပွဲထက်တောင်းနေကြတဲ့သဘောပဲလေ။ဟုတ်တယ်ကပီးယာကြီး။ကျွန်တော်လည်းအဲ့ဒီလိုပဲထင်နေ။ဒါဆိုရင်ဘလို့လို့မတော့သူတို့ကျင်းနေအောင်ကျုပ်တို့ဆိုင်ပွဲထက်ပြီးတော့ကြီးပေးရမှာလား။နားမလည်လို့ဝင်းမေးလိုက်တဲ့ဦးကြောင်တို့ကိုကြည့်ပြီးကပီးယာကြီးကအဲ့ဒီလိုလှုပ်ပေးလိုက်ရင်တော့နောက်ထပ်ဆုံးမမဟုတ်တော့ညစဉ်ညတိုင်းတီးပေးနေရမှာပဲ။ဟာ ဒီလိုတော့မဖြစ်သေးဘူးဗျ။တညာနှစ်ညာလောက်ဆိုတော်သေးညစဉ်ညတိုင်းဆိုရင်တော့ကျွန်တော်လည်းနားမထောင်ကျင်တော့ဟာမင်းနားမထောင်ကျင်အောင်မင်းကိုဖျော်ဖြေတာမှမဟုတ်တာ။ဂျွာလူကြီးဥတော်ရင်လည်းအမြင်ကက်ကက်နဲ့ဥကြောင့်လုံးကိုထောက်အော်လိုက်တဲ့အဲ့ဒီတော့မှဥကြောင့်လုံးကပြန်ငိမ့်သွားပြီးကပိယာကြီးကဒီကိစ္စတွေထပ်ပြီးတော့မဖြစ်စေချင်တော့ဥတက်လုံးဝိညာဉ်စွဲကန့်နေရဲ့သူ့ရဲ့နှဲကိုဖျက်ဆီးပြစ်မှပဲဖြစ်နိုင်မင်း။မထင်မဲ့ပဲကြားလဲရတဲ့စကားကြောင့် ငတူးကအံ့ဩဝမ်းနည်းစိတ်များဖြစ်ပြီးကပိယကြီးကို ကြည့်လိုက်ပါတယ်ဒါကိုကပိယကြီးကလည်းသိတဲ့အနေနဲ့သူ့ကိုကြည့်နေပါတယ်ငတူးကအဲ့ဒီစကားကိုညကလေးကကြားပြီးသားဖြစ်ပါတယ်ဒါပေမဲ့အခုလိုမခံစားရကိုမြင့်ဆောင်သူ့ကိုနောက်ပြောင်လိုက်ခြင်းသာဖြစ်မယ်လို့ထင်မိပါတယ်အခုတော့အဲ့ဒီစကားကအမှန်ဖြစ်နေလို့ငတူးကစိတ်မကောင်းဖြစ်သွားပြီးသူ့ပကြီးရဲ့ပုံရိပ်တွေကမျက်လုံးထဲပြန်ပြီးတော့မြင်ရောင်လာမိပါတယ်မြင့်ဆောင်လည်းငတူးဘလို့ခံစားနေရမလဲဆိုတာသိတာကြောင့် ။တပ်ပြေခမင်းမြေတစ်ချက်ကိုချလိုက်မိပါတယ်။ဒါပေမဲ့ဘာမှတော့မတတ်နိုင်။ဒီလိုမှမလုံရင်လေတရွာလုံးဒုက္ခရောက်ရမယ့်အရေးနဲ့ကြုံနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုအခါတော့ဥတ္တလုံဝိညာဉ်နဲ့တခြားမကောင်းဆိုးဝါးတွေကတင်းကြိုင်ထဲကနေပြီးအတန်ပေးချင်းတာဖြစ်ပြီးတော့ဆိုင်ပွဲကိုတောင်းနေကြခြင်းဖြစ်ပါတယ်။နောက်အခါဆိုရင်အဲ့ဒီလောင်နဲ့မပြီးသေးပေရွာနာကိုရောက်လာနိုင်ပြီးတော့ရွာသူရွာသားတွေကိုပင်နှောက်ယှက်အန်တီရပြုတ်နိုင်ပါတယ်။အဲဒါကြောင့် မဖြစ်မနေလုံရမဲ့ကိစ္စဖြစ်နေတာမို့မြင်းဆောင်ဘာမှမတက်နိုင်တော့ကဲငတူစိတ်မကောင်းဖြစ်မနေပါနဲ့ကွာမင်းပါကြီးဝိညာဉ်ဆိုပေမဲ့မင်းလည်းမြင်းနိုင်တွင်းနိုင်တော့တာမှမဟုတ်တာနောက်ပြီးတော့ဒီကိစ္စလည်းမင်းမဲစားခဲ့တဲ့ကိစ္စကွာဒီတော့မင်းကိုယ်တိုင်အဆုံးသတ်ပေးမှဖြစ်လိမ့်မယ်မြင်းဆောင်ကငတူရဲ့ပခုံးကိုပုတ်ပြီးစိတ်မကောင်းစွာနဲ့ပြောလိုက်ပါတယ်ဒါကောငတူကလည်းနားလေပြီးကျွန်တော်သိပါတယ်ကိုမြင့်ဆောင်ကျွန်တော်လုပ်ခဲ့တဲ့ကိစ္စကျွန်တော်အဆုံးသတ်မှာပါ ဒီလိုငတူးစိတ်မကောင်းဖြစ်နေတာကိုမြင်လိုက်တော့တချိန်လုံးကန်းလန့်တိုက်လာတဲ့ဦးကြောင့်လုံးကဒါနဲ့နေပါအောင်ကပိယာကြီးရင်ဒီနေကိုမဖြန့်စည်းပဲနဲ့ဥတ္တလုံဝိညာဉ်ကိုထွက်တော့အောင် လုပ်လို့မရအောင်လားအဲ့ဒီလိုလုပ်ရင်လေသူ့ဝိညာဉ်ကဒီနေစီကိုပြန်လာမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီနေပေါ်မှာသူ့ရဲ့စွမ်းလန်းစိတ်ကအရန်ကိုကြီးမားနေတာဟုတ်ဗျအဲ့ဒါကြောင့်ဒီနေရှိနေသမျှသူ့ဝိညာဉ်ကကျွတ်လို့နိုင်မှာမဟုတ်ဘူးอืมဒါလည်းဟုတ်တာပါပဲကဲကိုမြင့်ဆောင် တိတ်ပြီးတော့အချိန်ဆွဲမနေနဲ့ကွာဒီနေ့ကိုဒီညမရောက်ခင်ဖြက်စီးပြစ်လိုက်တော့ကပိယကြီးလည်းငတူးအတွက်စိတ်မကောင်းဖြစ်ပေမဲ့မဖြစ်မနေလုံရမယ့်ကိစ္စမို့မပြောမဖြစ်ပြောခဲ့ပြီးကျောင်းကိုပြန်သွားတော့ပါတယ်ကျန်သူတို့ပြောစကားတွေကိုလာနာထောင်နေကြတဲ့ရွာသားတွေလည်းငတူးအတွက်စိတ်မကောင်းဖြစ်သွားကြတယ်ဒီကိစ္စမှာငတူးကအဓိကတင်းရခံဖြစ်ပေမဲ့ငတူးကိုဝိုင်းပြီးတော့အပြစ်မတင်ကြပါငတူးကြောင့်သူတို့မျောနေတောင်းတနေတဲ့စိုင်းပွဲကိုနားထောင်ကြရပြီး ငတူးနဲ့ဥတ္တလုံတို့ရဲ့တန်ရုံးစင်ကိုလည်းတီထားကြသူများဖြစ်ပါရဲ့။ငတူးပါကြီးဥတ္တလုံကငတူးကိုအလွန်ချစ်ခင်သူဖြစ်မှသူတို့တရွာလုံးတီထားပြီးသားဖြစ်ပါရဲ့။တာသမီမရှိတဲ့ဥတ္တလုံတို့လိမယာအတွက်ငတူးကသူတို့ရဲ့သားပင်ဖြစ်ပါရဲ့။အစအစအရာရာငတူးလူသမားကိုဖြည့်ဆည်းပေးတတ်ပြီးငတူးကလည်းသူ့ပါကြီးဥတ္တလုံကိုအလွန်ကိုခင်မင်သူဖြစ်ပါရဲ့။ငယ်စရာဆိုရင်ဥတ္တလုံအိမ်မသာအနေများခဲ့ပြီးသူ့အဖေဥတ္တန်ကြောင့်လည်းသိမ့်မတဲ့ပါဘာပဲဖြစ်ဖြစ် ဥသန်ကြောင့်သူ့ကိုတခုခုပြစ်တင်ပြောဆိုပြီးဆိုရင်ဥသန်လုံးနဲ့တိုင်တက်ပါတယ်။အဲ့ဒီအခါဥသန်လုံးကလည်းသူ့တူကိုငောင်းရပါမလားဆိုပြီးငတ်တူးအဖေသူ့ညီဥသန်ကြောင့်ကိုတွားပြီးတော့စူပူချိန်မောက်တက်ပြန်ပါတယ်။အဲ့ဒီလိုဥသန်လုံးနဲ့ငတ်တူးတို့ရဲ့တန်ရုံးစင်ကိုတိထားတဲ့ရွာသားတွေကလည်းငတ်တူးအခုလိုသူ့ဘာကြီးဝိညာဉ်ရှိနေတဲ့နေ့ကိုဖြက်စီးပြေးရမယ်ဆိုတော့ငတူးအတွက်စိတ်မကောင်းဘာပဲဖြစ်ဖြစ်လူတို့ရဲ့တွေ့တာမှုတန်ရုံးစင်ဟာအလွန်ပြောရခက်လာပါတယ်ဝေးကွာသွားတဲ့ မိမိချစ်ခင်မျက်နှိုးသူတယောက်ရဲ့အတုံးဆောင်ဖြစ်စီဒါမှမဟုတ်သူနဲ့ပတ်သက်ခဲ့တဲ့တစုံတစ်ခုသောအရာတို့ကိုတံမိုးထားတတ်ကြပါရဲ့မိမိကိုယ်တိုင်ဖြည့်ဆည်းဖို့မပြောနဲ့သူတစ်ပါးကြောင့်ဖြည့်ဆည်းသွားရင်မင်းအင်မတန်စိတ်မကောင်းဖြစ်ကြရပါတယ်ငတူးကလည်းသူ့အတွက်စိတ်မကောင်းဖြစ်နေတဲ့ရွာသားတွေကိုတစ်ချက်ကြည့်လိုက်ပြီးကဲကိုမြင့်ဆောင်သွားရအောင်ဗျာမြင့်ဆောင်ကငတူးဘယ်နေရာကိုသွားမလဲဆိုတာနားလည်လို့ဘာစကားမှမပြောဘဲတန်းပြီးတော့ တန်လျားပေါ်ကနေထားလိုက်ပါရင်အဲ့ဒီနောက်နှစ်ယောက်သာရွာလူကြီးအိမ်ကနေတင်းကျိုင်းစီကိုလှမ်းခဲ့ကြတော့ပါရဲ့။တင်းကျိုင်းထဲကိုရောက်မြင်းဆောင်နဲ့ငတူမနေ့ကတွေ့ခဲ့တဲ့နေရာမှာပင်နှဲကိုပြန်တွေ့လိုက်ပါရင်ငတူကနှဲကိုကောက်ယူပြီးသူ့ဘာကြီးအုတ်ကူစီသွားလိုက်တဲ့မြင်းဆောင်လည်းအနောက်ကလိုက်သွားပြီးတော့အုတ်ကူစီကိုအရောက်ငတူသူ့လက်ထဲကနှဲကို အုတ်ကူပေါ်ပြန်တင်လိုက်တဲ့အဲ့ဒီနောက်နှဲကိုအသေးချာကြည့်ပြီးဘာကြီးဘာကြီးကဘလို့လောက်တာတော့ဗျာ ကျွန်တော်ကတော့ဘာကြီးစိတ်ချမ်းသာပါစေဆိုပြီးရှီစုမဲစုဝေးလေးနဲ့ဘာကြီးကိုစိုင်းပွဲနဲ့ဖြောပြေးပြီးတယ်ဒါပေမဲ့ဘာကြီးကတော့ကျွန်တော်ကိုစိတ်မချမ်းသာအောင်လုပ်တယ်ဘာကြီးအဲ့ဒီလိုတွေလုပ်တော့အခုကျွန်တော်ဘာကြီးကိုဖျက်ဆီးပြရတော့မယ်ငတူးကအဲ့ဒီစကားကိုပြောပြီးသူ့ဘာကြီးနဲ့ငယ်စဉ်ကပုံရိပ်တွေကိုမျက်လုံးထဲမှပြန်ပြီးတော့မြင်ရောက်လာပါတယ်သူ့ဘာကြီးသူ့ကိုရှုံးနဲ့နွားရုပ်လေးတွေလှုပ်ပေးနေပုံသူ့အဖေဥတန်ကြောင်လိုက်ရိုက်လို့ထွက်ပြေးလာတဲ့သူ့ကိုစီးချိုပြီးတော့ပွေဖက်ထားပုံ နှဲမုတ်သင်ပေးနေတဲ့သူ့ဘကြီးလက်ထဲကနှဲကြီးကိုယူပြီးရှုံးဘွက်ထဲကိုပြေးချလိုက်တဲ့သူ့ကိုစိတ်မဆိုးပဲနဲ့ပြုံးပြုံးကြီးကြည့်နေတဲ့သူ့ဘကြီးရဲ့ပုံရိပ်များစသဖြင့်မျက်လုံးထဲမှပြန်မြင်ရောက်လာပြီးငတူးကမျက်ရည်များဝေဝဲလာပါတယ်။သူကမျက်ရည်တွေဝင်းရက်နဲ့ပင်နှဲလေးကိုကောက်ကင်လိုက်ပြီးတော့ဘာကြီးနောက်ဘဝရှိရင်ကျွန်တော်ဘာကြီးနဲ့ပြန်ဆုံကျင်နေဗျာအခုဘဝတော့ကျွန်တော်ကိုခွင့်လွှတ်ပေးပါငတူးကပြောဆိုရင်အန်ကိုတင်းတင်းကျိန်လိုက်ပါတယ် အဲ့ဒီနောက်ခါးဆိုတဲ့ပောက်ကွဲတံတစ်ခုနဲ့အတူသူ့ဘာကြီးရဲ့နှဲလေးကိုသူ့ဘာကြီးရဲ့အုပ်ကူနဲ့ပင်ဖြောင်းကနေနေအောင်ရိုက်ချိုးပြစ်လိုက်ပြီးသူလည်းဟီကနေနေအောင်ငိုချလိုက်တော့တယ်ငတူးငိုနေတာအတန်ကြာတော့မှမြင်းဆောင်လေးငတူးရဲ့ပခုံးကိုအသာရပုတ်ပြီးကဲငတူးအချိန်လည်းမရှိတော့ကွာရွာပြန်ရအောင်သူလည်းငတူးကိုနှိမ့်သိမ့်ပေးစရာစကံလုံးရှာမရတာကြောင့်အချိန်ကိုအကြောင်းပြုပြီးငတူးကိုတင်ကြိုင်းထဲမှခေါ်တုံးလိုက်တယ်အဲ့ဒီနောက်လေးကန်တဲ့ခြေလန်းတွေနဲ့ နှစ်ယောက်သားတလဲကုန်းရွာကိုပြန်လာခဲ့ကြပါတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာလံလေးကတော့စာရေးစင်ရမျိုးမှန်ရေးသားထားတဲ့မြင်းဆောင်နဲ့အစွဲဝိညာဉ်ဆိုတဲ့ဇာလံလေးရဲ့အစဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှာပရိသတ်တွေအားလုံးအတွက်ဘလို့ဇာလံကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင်းမြော်အားပေးနာစင်မို့အတွက်ဖိတ်ခေါ်ရင်နှုတ်ဆက်လိုက်ပါရစေ။နာစင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါတယ်ရှင်။